သူရဲ့နာမည်က Southwestern ဖြစ်ပြီးတော့1918ခုနှစ်မှာ American Oklahoma မြို့မှာမွေးဖွားခဲ့ပါတယ်။သူကတာမန်မိသားစုလယ်သမားကနေမွေးဖွားလာခဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ငယ်ဘဝမှာနွားနို့တွေအဲတရင်စာတွေစားတဲ့အရာတွေကိုအိမ်တကာကိုလှည့်ပြီးလိုက်ပို့ပေးရပါတယ်။သူရဲ့အလုပ်ကျိုးစားမှုလူသုံးကုန်ဈေးကွက်တွေနားလည်မှုတွေကြောင့်ကမ္ဘာကုန်တိုင်းပိုင်ဆိုင်မှုအများဆုံးဘီလီယံနာတယောက်ဖြစ်လာခဲ့ပါတယ်။ နောက်ထပ်ဘဝကိုပြောင်းလဲအောင်လုပ်လာခဲ့သူကတော့ကျွန်တော်တို့သိကြတဲ့အာယုံမန်ဆက်ကောင်နဲ့တိုနီစတော့ဖြစ်ပါတယ်။သူကအရင်ကမူရစ်ဆေဝါ30မှုတွေကြောင့်1996 2001ခုနှစ်တွေကြားထဲမှာအဖမ်းခံခဲ့ရပါတယ်။ထောင်ချပြီးနောက်ပိုင်းမှာသူဟာသူ့ရဲ့ဘဝကိုပြောင်းလဲလာခဲ့ပါတယ်။သူလုခဲ့တဲ့အမားတွေကနေပြီးတော့မှတင်ယူပြီးဘဝကိုပြောင်းလဲလာခဲ့တာပါ။2008ခုနှစ်မှာပဲအာယုံမန်ဆက်ကောင်နဲ့ကဘာကျော်လာခဲ့တဲ့သူပါ။ သူ့ရဲ့စ조사အားထုတ်မှုအမားတွေကိုတင်ယူပြီးပြောင်းလဲလာခဲ့တာကြောင့်ယနေ့ထိလူအများရှိကျူးရတဲ့လူတယောက်ဖြစ်လာခဲ့ပါနံပါတ်3အနေနဲ့တချိန်ကကျွန်တော်ကစင်းရဲတဲ့လူတယောက်ရဲ့သားပါကျွန်တော်ရဲ့အမေဆိုလေသူများအိမ်မှာအိမ်ကိုဘဝနဲ့နေခဲ့ရပါတယ်ကျွန်တော်တို့ဘဝကတော်တော်လေးကိုစင်းရဲခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ကဒီစင်းရဲခဲ့တဲ့ဈားထဲကနေပြီးတော့ ကဘာကျော်ဘောလုံးသမားတယောက်ဖြစ်အောင်ကြိုးစားလာခဲ့တာဟုတ်ပါတယ်သူကတော့ကျွန်တော်တို့တီးတယ်ခရစ်စတီယာနိုရိုနက်ဒိုပါကျွန်တော်ရဲ့အဖေကမီလီယနာတယောက်မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကမီလီယနာတယောက်ဖြစ်အောင်ကြိုးစားလာခဲ့တာစင်မကောင်းစွာနဲ့ပဲကျွန်တော်ရဲ့အဖေကကျွန်တော်ရဲ့အောင်မြင်မှုတွေကိုရင်တွေ့မသွားခဲ့ရပါဘူးပခွေတို့က ဖိလစ်ပိုင်နိုင်ငံကတုံးနေလက်ဝတ်သမားတဦးဖြစ်ပြီးမျိုးဝါတွေကတကယ်ကိုဆင်းရဲခက်ခဲခဲ့တဲ့အဝါတွေကလာခဲ့တဲ့သူဖြစ်ပါတယ်1988ဒီဇင်ဘာ19ဖိလစ်ပိုင်မှာမွေးဖွားခဲ့ပါတယ်ပကွေတို့ဟာအရန်ဆင်းရဲခဲ့တဲ့ဘဝမှာကြီးပြင်းခဲ့ရပါတယ်သူရဲ့ဖိနေအမေကသူ့အသက်12နှစ်မှာပဲအိမ်အောင်ခွဲသွားခဲ့ပြီးတော့မှចောင်းစည်းရိတ်ဖိုးကိုသူကလမ်းကလှည့်ပြီးတော့မှဈေးရောက်ခဲ့ရပါတယ် ဒီလိုဆင်းရဲခက်ခဲခဲ့တာကြောင့်သူကကဘာကျော်လဝိတ်သမားဖြစ်အောင်ကြိုးစားပြနိုင်ခဲ့သူသူရဲ့နာမည်က Stevie Harvey ဖြစ်ပြီးတော့မှ Stevie Harvey ရဲ့ဘဝဟာလည်းရေကူးနေခြင်းအရှင်ကြီးမရှိခဲ့ပါဘူးသူက1959 January 19 USA မှာရှိတဲ့ West North Virginia မှာမွေးဖွားခဲ့ပါတယ်သူကတောင်ပိုင်းမှာအလို့ရအများကြီးလှုပ်ပြီးကြီးပြင်းလာခဲ့ရတာပါအလို့မျိုးမျိုးလည်းလှုပ်ဘူးပါတယ် ဆရာမတယောက်ကသူ့ကိုရုပ်ဆိုးလို့အစီအစဉ်တင်ဆက်သူမဖြစ်နိုင်ဘူးဆိုပြီးတော့မှပြောခဲ့ပါတယ်။ဒီလောင်ပြောင်မှုတွေကို သူ့ကဂယုမဆိုင်ပဲအောင်မြင်တဲ့အစီအစဉ်တင်ဆက်သူဖြစ်အောင်ကြိုးစားလာခဲ့ပါတယ်။စတီးဟာဗီယာသူ့ရဲ့လာတာဆွမ်းရည်အလုပ်ကြိုးစားမှုနဲ့မိသားစုအပေါ်ရှိခင်မှုတွေကြောင့်လူတို့ရဲ့ရှိခင်မှုအများပြားကိုရရှိထားသူလည်းဖြစ်ပါတယ်။ရှုံဆိုးလို့ဆိုပြီးတော့မှသူကသူ့ရဲ့အိမ်မက်တွေကို ဘယ်မလျှော့ခဲ့ပါဘူးအိမ်မက်အကြီးကြီးမက်ခဲ့တဲ့သူပါအဲ့ဒီအိမ်မက်ကြီးကပဲအောင်မြင်တဲ့သူတယောက်ဖြစ်လာခဲ့တာပါကဲသမီးအိုက်တမတယ်